တိုက်ခိုက်မှုများကိုချက်ချင်းရပ်တန့်ရန်အိန္ဒိယနဲ့ပါကစ္စတန်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမေလ9ရက်နေ့မှာတိုက်တွန်းခဲ့ပြီးနျူကလ িয়ার လက်နက်များပိုင်ဆိုင်ကြတဲ့အိန္ဒိယနိုင်ငံကြောင့်ဆယ်စုနှစ်နှစ်ဆိုအတွင်းအစိုးရဆုံးပဋိပက္ခကိုအဆုံးသတ်ရန်ကူညီပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ ဒါကတော့ဆိုပါရယ်ကျွန်တော်ကနိုင်ငံစလုံးနဲ့ရင်းနှီးပါတယ်။နိုင်ငံစလုံးအကြောင်းကိုလည်းကျွန်တော်ကောင်းကောင်းသိပါရယ်။ဒါနဲ့ပတ်သက်ပြီးသူတို့အလုပ်လုပ်တာကိုမြင်ချင်ပါတယ်။သူတို့ကိုရက်တန့်စေချင်ပါတယ်။သူတို့ကအပြန်လန်တက်ခိုက်ပြီးသွားပါပြီ။အဲဒါကြောင့်အခုဆိုရက်တန့်နိုင်မှုပဲမျှော်လင့်ရပါတယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ အိန္ဒိယဟာပါကစ္စတန်ကိုဒုံးကျည်များဖြင့်တိုက်ခတ်ခဲ့ပြီးတဲ့နောက်တနိုင်ငံနေဆက်မှာလက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်နေခြင်းတွင်ထရိုင်ယန်မှတ်ချက်စကားများထွက်ပေါ်လာခြင်းဖြစ်ပါသည်။အိန္ဒိယကအုပ်ချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာစစ်သေးကြများရဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်အိန္ဒိယကပါကစ္စတန်ကိုအပြစ်တင်ခဲ့ပြီးသတင်းနှစ်ပတ်ကြာမှာအိန္ဒိယကပါကစ္စတန်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့စစ်သေးကြများရဲ့တိုက်ခိုက်မှုမှာ၎င်းပအဝင်ပသက်ခြင်းမရှိကြောင်းပါကစ္စတန်ကညှင်းဆုံခဲ့ပါသည်။ ပါကစ္စတန်ဟာအမေရိကန်ရဲ့အဓိကစစ်ရေးမဟာမိတ်အဖြစ်ကာလာကြာရှည်ရည်တည်ခဲ့ပေမဲ့လည်းထရန့်ဟာအိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီနဲ့ဆက်ဆံရေးများတိုးမြှင့်ရန်ကြိုးပမ်းခဲ့ကဖေဖော်ဝါရီလကလည်းအင်ဖြူရာမှာထရန့်နဲ့မိုဒီတို့တွေ့ဆုံခဲ့ကြပါသည် ကျွန်တော်ကနိုင်ငံစလုံးနဲ့အရင်ရင်းနေပါတယ်။နိုင်ငံစလုံးနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်။ဒါကိုရက်တန့်စီချင်ပါတယ်။ကျွန်တော်ဘက်ကအကူအညီပေးနေတာရှိမယ်ဆိုရင်ကျွန်တော်ကူညီပေးသွားမှာပါလို့ Trump ကအေဖီရောမှာရှိတဲ့ဘဲဥပုံရုံးခန်းမှာပြောကြားခဲ့ပါတယ်။အစောပိုင်းက Trump ဟာလက်ရှိပြည်ပခါကိုအိန္ဒိယနဲ့ပါကစ္စတန်ကြားအတိတ်ကာလကတင်းမာမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ရှော့ချပြောဆိုခဲ့ပါတယ်။